ဒီမှာအခုနလေဟိုဘကဆိုတာကိုပူပြီးတော့ပူပြီးတော့တိလာပဲပေါ့နော်ဟိုဘကဆိုတာကိုလေနောက်တစ်ခုအဲ့ဒီတည်င်းချက်လက်တွေများပြားတာတွေနောက်ဒီနိုင်ငံရေးအကျံဖက်မှုတွေနဲ့နိုင်ငံရေးမသိမမြင်ဖြစ်နေတာတွေပေါ့နော်ဒီဒီနိုင်ဟိုပြီးတော့ဒီနီးပညာတွေပေါ့နီးပညာတွေပူပြီးတိုးတက်လာတဲ့ခေတ်တွေပေါ့နော်အဲ့ဒီအရာတွေဖြစ်လာတာတွေဟိုအခုဟိုအရင်တော့ဆိုလို့စင်တော့နေတာပဲပုံမှန်လေးပေါ့နော်ဒါပေမဲ့ဟိုဒါဒါတွေကိုဘယ်လိုပြောမလဲထက်ထဲဝင်မမြင်လာဘူးပေါ့နော်အခုဒီလိုဒီ webinar လေးမှာဆိုလို့စင်ပူပြီးတော့ကိုဒါလေးတွေကိုဟိုတိတိကျကျလေး ေပို့ပြီးတော့မြင်လာတာပေါ့နော်နောက်တစ်ခုနောက်ခုနပြောတဲ့ဒီညီမမအခုပြောလိုက်တဲ့ MV8 ပေါ့နော်အဲ့ဒီ၃ချက်ပေါ့နော်အဲ့ဒီ၃ချက်ကိုယ်မှမရှိတဲ့ဒီကိုယ်မှရှိနေတဲ့ဒီရှိတဲ့ resource တွေမရှိတဲ့ resource တွေကိုကိုပြန်ပြီးတော့စင်ကျင်သုံးသပ်ရမယ်ဆိုတာလေးတွေကိုပို့ပြီးတော့မြင်လာမြင်လာတာပေါ့နော်နောက်တစ်ခုကဒီဟိုတစ်ခုခုဆိုလို့ရှိရင်လေဟိုညီမပြောရလိုက်တဲ့တဲမှာဟိုငက်တကောင်မြင်တဲ့အမြင်မျိုးပေါ့နော် but i view ဆိုတာပေါ့အဲ့ဒါလေးကို တိလာတယ်ပေါ့နော်ပြီးွားလို့ဆိုရင်ကိုဘာကိုဦးစားပေးပြီးလှူဆောင်ရမလဲဆိုတာကိုပို့ပြီးတော့တိလာတယ်နောက်တစ်ခုကဟိုအဲ့ဒီမှာညီမဟိုကိုစိုးတိုက်ရပြန်ပြီးဆွေးနွေးလိုက်တဲ့တည်းမှာကိုစိုးတိုက်ရဲ့ဟိုဒီကိုဒီ ကိုရဲ့ဟိုအင်တာဗျူးကိုကိုဆိုတိုင်းကဥပမာကိုအင်တာဗျူးကိုပို့ပြီးတော့မြင်လာတယ်အဲ့ဒီတုံးကဖြေလာလိုက်တာကိုကိုကမမြင်ဘူးဒါပေမဲ့ဒီဆွေးနွေးပွဲလေးမှာကိုပါဟိုတမြင်လာလဲဆိုတော့အဲ့ဒီအင်တာဗျူးတုံးကကိုရဲ့အားနဲ့ချက်ကိုကိုပြန်ပြီးတော့တတိထာမိလာပြီးတော့ကိုအချိန်နေသွားပြီးတော့ဖြုံလိုက်တယ်လို့ဖြစ်လာမျိုးဖြစ်ဖြစ်လာတယ်ဆိုတော့ကိုဒီမှာညီမနဲ့ဒီလိုဆွေးနွေးနေလိုက်တဲ့အချိန်မှာကိုကအဲ့ဒါလေးကိုတိတိကျကျပြန်ပြီးတော့တိလာခဲ့တာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကအခုနပြောလို့ပေါ့ဒီတခုခုလောက်တော့မယ်ဆိုလို့ကိုဆိုတိုင်းပြန်ပြီးတော့ဆွေးနွေးလိုက်တဲ့အကြောင်းလေးပေါ့ ော်ဟို race အ ਨੇ ဆုံးနဲ့ကိုကိုရဲ့ခြေလမ်းတွေကိုစတင်လိုက်တယ်နောက်တစ်ခုကဟိုဘယ်လိုပြောမလဲတစ်ခုခုဆိုလို့ဆိုရင်ကိုချက်ချင်းကြီးဆုံးဖြတ်ချက်မချဘဲနဲ့လေအချိန်ယူပြီးဆွနေလိုက်တာကိုအတွက်ပို့ပြီးတော့ကောင်းလာမယ်ဆိုတာလေးတွေကို ပို့ပြီးတော့ ဟိုပို့ပြီးတော့တိလာရတာပေါ့เนาะနောက်အဲပို့ပြီးတော့တိလာရတာနောက်ဒီဆွနေဝိုင်းလေးမှာဘာအခုဒီဆွနေဒီဝက်ဘီနာလေးမှာပေါ့เนาะကိုယ့်ဘက်ကနေပြီးတော့ဘာတွေဟိုဘာတွေရတော်တယ်လဲဆိုလို့ရှင်ဘယ်လိုပြောမလဲဒီအချိန်လေးကကိုယ့်အတွက်အရန်တမှုရှိတာပေါ့เนาะတဟိုအရင်တော့ကကိုယ်ဒီသွာလာခဲ့တယ်ဟိုဒီကနေ့နောက်တစ်ခုကဒီကုတ်ချင်းကလည်းကိုယ့်အတွက်တကယ်လိုအပ်တယ်အခုအချိန်မျိုးမှာဆိုလို့ရှင်ကိုစိုးတိုက်တို့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့လူတွေအတွက်ကုတ်ချင်းဒီတကယ်ကိုလိုအပ်တယ်ဆိုတာကိုပို့ပြီးတော့မြင်လာတာပေါ့เนาะ အဲမြင်လာတယ်နောက်တစ်ခုကအခုနပြောလို့ပဲညီမတကယ်အခုနဟိုကိုတန်းတိုးပြောသွားသလိုပါပဲတကယ်လည်းကျေးဇူးတင်ပါတယ်ကိုစုတိုက်တို့ကိုတိုင်းကလည်းတအားကျေးဇူးတင်တယ်နောက်ဟိုကိုစီမှလည်းတကယ်လိုအပ်တယ်ဆိုတာကိုဒီကိုချီလှုပ်ဖို့လိုအပ်တယ်ဆိုတာကိုကိုစုတိုက်တို့အနေနဲ့လည်းတခြားလူတွေကိုပြန်ပြီးတော့ sharing လေးလုပ်ပေးပြီးတော့တခြားလူတွေကိုပြန်ပြီးဝင်မြပြီးတော့ဟိုဆက်တွယ်ဖို့အတွက်ဟိုပြန်ပြီးတော့လုပ်ပေးပါမယ်လို့ကိုစုတိုက်တို့ဘက်ကနေပြောချင်တယ်ဟိုညီမကိုလည်းအရင်လည်းကျေးဇူးတင်ပါတယ်ဒီဆွေးနွေးပွဲလေးကိုပေါ့နော်ပြန်ဖြစ်မြအောင်ညီမလုပ်ပေးတဲ့အတွက်ညီမကိုအရင်ကျေးဇူးတင်ပါတယ် ဒီနေ့ sharing လုပ်သွားတဲ့ Google Work အထဲမှာမှအများဆုံးကျွန်တော်တို့ကိုကြုံတွေ့နေရတဲ့အချက်လေးချက်လုံးကအရင်ကြီးလေးကြီးကြီးရယ်နောက်ပြီးတော့ဟိုအခုကျွန်တော်တို့ကိုအချိန်ပေးပြီးတော့ဟိုမြန်မာ sharing လုပ်ထားရတဲ့အရင်ကြီးရှိရယ်ဟိုတစ်ဖက်ကမြန်မာရဲ့ဟိုပြောချင်တာအခုပြောခဲ့တဲ့ဒီ webinar ကဟိုကျွန်တော်ရတဲ့အသင်ခံစာတွေပဲကျွန်တော်မိတ်ဆွေကိုကျွန်တော် sharing လုပ်မယ်ဟိုဒီနေ့ င်လိုက်ရတဲ့တိလိုက်ရတဲ့အချက်လက်တွေကကျွန်တော်တို့ဘဝတည်းအများကြီးကြိုးကျေးဇူးရှိပါတယ်။ယင်းလည်းဟိုလေးစားပါတယ်။ဟိုစေနာကိုလည်းလေးစားတယ်။ဘာလို့လဲဆိုတော့ဟိုနိုင်ငံခြားမှနေပြီးတော့ client တွေကိုအခါကျင်းငွေယူပြီးတော့ coaching လုပ်နေရဲ့အချိန်ကကျွန်တော်တို့ဟိုပါပြီးမှနေတဲ့ဟိုဘောနော်စေပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဟိုခံစားနေရတဲ့အချိန်မှာဟိုညီမ free ကိုရှင်းပေးရအောင်လည်းအရန်လေးစားတယ်။နောက်ပြီးတော့ဟိုလူလူချင်းစာနာတက်တဲ့ဆိုရယ်စိတ်လေးဟိုလည်းအရန်ကျင်းတတ်တယ်။နောက်ပြီးတော့ဟိုပါတခုရလိုက်လဲဆိုတော့ဟိုအခု webinar မှာလူတက်တာနေပြီမယ်။ညီမရဲ့ဟိုစိတ်စင်နာဟိုတယောက်ချင်းစီကျွန်တော်ဟိုအခုအခုတယောက်ချင်းစီရဲ့ဟိုပြောကြချက်တွေကိုဟိုသိစိတ်မှတ်တယ်။မှတ်ပြီးတော့တခုချင်းစီကိုပြန်ပြီးတော့ summarize လုပ်တယ်။ပြန်ပြီးတော့ gist ပြန်ထုတ်တယ်။ဟို emphasis လုပ်ထားတယ်အများကြီး ိုတွေ့ရတယ်အရန်လည်းလေးစားတယ်အရန်လည်းကျေစုတင်တယ်နောက်ပြီးတော့နောက်လည်းဒီလိုမျိုးအခါခွင့်တင်ကျွန်တော်တို့ coaching ပေးပါအောင်လို့ဟုတ်ကဲ့တက်မှန်ဖိတ်ခေါ်ပါခင်ဗျာတကောင်းမကြဘူးဘုရားဒီဘုကာဆိုပြီးတော့ဒီအာဒီစင်မရှင်းတဲ့လေးခုအကြောင်းရာဘုနော်စီချာအရင်ကအကျိုးရှိတယ်ကိုရဲ့ဒီ daily life မှာရောပဲအကျိုးရှိအကျိုးရှိတယ်ဘုနော်ပြီးရင်အလောက်ခွင့်မှာရောအာ အကောင်လုံးပေါ့နော်ဒီတကယ်တင်းတွေနဲ့မျှဝေဖို့အကောင်းတဲ့အရာဖြစ်တယ်ပေါ့နော်ဒီအချင်းချင်းကြားဒီလိုမျိုးအချင်းနေမှာဒီစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပင်ပန်းအနှွဲ့နေတဲ့အချိန်မှာအချင်းချင်းဒီရိုင်းပင်ကူညီတဲ့အနေနဲ့လည်းဖြစ်တယ်ပေါ့နော်ဒီအကြောင်းအရာလေးတွေနဲ့ဟာအချင်းချင်းရိုင်းပင်ကူညီတဲ့အနေနဲ့လည်းဖြစ်တယ်ပေါ့နော်ပြီးရင်ဒီဒီ webinar တဲ့ရတာလည်းအရာအကျိုးရှိတယ်ပေါ့နော်ကိုကိုအတရောချာသူတွေပါကိုကမျက်ဝေခွေးရရတယ်ပေါ့နော်ကိုတီးထားတဲ့အရာမျက်ဝေခွေးရတယ်ပြီးတော့ဒီအာဆီမတ်ဒီအမ်ဒီဝိပနာကိုချင်းပါနေပတ်သက်ပြီးတော့လေအတန်းတွေလည်းဟိုအားချလူတွေမျက်ဝေပေးတော့မယ်ပေါ့နော်ဒီဆီမတ်ချင်းညာထားတဲ့အတန်းဟဲ့ကဲပါကျေးဇူးရန်တင်ပါတယ်ဟုတ်ကဲ့